ဒီနေ့မှာတော့ Uni Service Application အသုံးပြုပုံကိုပြပေးသွားမှာဖြစ်ပါတယ်ရှင်။ Application တစ်ခုရဲ့အသုံးပြုပုံနဲ့တင် Wi-Fi နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုသိနိုင်နေဆိုတော့အားလုံးပဲသိပြီးကြပါမယ်။ App Store or Play Store ကို Uni Service လို့ရိုက်ရှာပြီး download လုပ်လိုက်ပါ။ Login ကိုနှိပ်ပြီးတော့ Sign in ကိုနှိပ်ပါ။ဖုန်းနံပါတ် password ရိုက်ထည့်ပြီး random code ကတစ်စိ SMS ကုန်နံပါတ်လေးလုံးဖြည့်ပြီး sign in ကိုနှိပ်လိုက်တာ ਨੇ registration အောင်မြင်သွားပါပြီ။ New Order တရံအတွက် Broadband Installation ကိုဝင်ပါ။ Region ကိုရန်ကုန်ရေးပြီးမိမိတက်ဆက်လို့တော့မြို့နမည်ကိုရေးချဲပါ။မိမိဝယ်ယူလို့တော့ package ကိုရေးချဲပြီးဖော်ပြပါချက်လက်များကို ပြည့်စုံသွားပြပါ။ Ecomonia မှာလူကြီးမင်းတို့ Ecomon ရှိပါကအသုံးပြုနိုင်ပါသည်။လူကြီးမင်းရဲ့ site တို့ပြီး next ကိုနှိပ်ပါ။ ဝင်ပြီးချိန်မှုပေါ်လာတာနဲ့အလက်ထရောနစ်ပေမန့်ကိုနှိပ်ပြီးပေးချိန်မှုအမြင်မှာက Oracle Fan ဖြစ်သွားပါပြီ။ Unilink user ရဲ့အနေနဲ့တက်တန်းတူရန်နဲ့ complaint တင်ရန်အတွက်မိမိဆက် customer ID နံပါတ်ဖြင့်အကောက်ပိုင်းရန်လိုအပ်ပါတယ်။အကောက်ပိုင်းကြီးကတော့ customer ID နဲ့ Oracle နဲ့နာမည်ဖြည့်ပြီး submit နှိပ်လိုက်တာနဲ့အကောက်ပိုင်းနာအောင်မြင်သွားပါပြီရှင်။တက်တန်းတူနီတက်တန်းတူရန်အတွက် broadband payment ခြေကိုဝင်ပါ။ မိမိပေးဆောင်လို့တော့ payment channel ကိုရေးချဲ့ပေးပါမိမိပေးဆောင်လို့တော့ငွေအမောက်ကိုရိုက်ထည့်ပြီး next ကိုနေပြီးတော့ငွေပေးချေတက်တန်းတူနိုင်ပါသည် complain တင်နေ failure report ထဲကိုဝင်ပါမိမိဖြစ်ပေါ်နေသော error ကိုရေးချဲ့ပြီး failure description မှာ complain အပြည့်စုံရေးသားပြီးတော့ယူချင်းမရဲ့ wifi ဆက်ပုံ၃ပုံကိုထည့်သွင်းပြီး next ကိုနှိပ်ပါ အပွားမန်တိုင်းနေရာမှာမိမိအိမ်ကိုလာရောက်ပြင်ဆင်လုပ်တဲ့ရက်ကိုရွေးချယ်ပြီး segment နေပြီး complaint တင်နိုင်ပါလိမ့်ရှင်